တာယာတဲ့နေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမြချင်တဲ့ကနေမှတစ်ဖန်ပြန်လေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ဗတ်မအုပ်ဆုံးနေနဲ့ကျွတ်ရှမ်းမြောက်ကတည်တဲ့နဲ့အရင်ပြောချင်တယ်။ရှမ်းမြောက်ထဲမှာဗတ်မအုပ်ဆုံးနေနဲ့ကတော့ဒီမတ်လ16ရက်နေ့မှာကိုခိုင်မှာဖန်ထားတဲ့အက်ကနဲ့လွတ်လာပြီးတော့18ရက်မှာမန်တုံမှာပြန်ဖန်ခံရတဲ့ PDF တွေဟာဒီနေ့မတ်လ24ရက်နေ့အခုကျွန်မတည်င်းလောက်တဲ့အချိန်အထိ စကိုင်း PDF တွေလုံးဝလွတ်လပ်ခြင်းမရှိသေးဘူးဆိုတော့ကိစ္စကိုလည်းပြောပြချင်တယ်။နောက်တစ်ခုကတော့မနေ့က2025 March လ23ရက်နေ့တုန်းက PDF နဲ့ KIA တွေတစ်၀ရောက်ကျော်လောက်ပဲရှိတဲ့နေရာမှာ TNLA တွေကနေမှအလုံးအရင်နဲ့လက်နက်တွေနဲ့လာပြီးမှ KIA နဲ့ PDF တွေကိုရိုက်နှက်ခြင်း၊မောင်းထုတ်ခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းကိုလုပ်ခဲ့တယ်။ ဆိုတော့ဒီနေ့ကကျမအင်မတာမဒေါ်တာထွက်တယ်တစ်ချက်ကကျတော့ KIA ဒီကိုထိတယ်တစ်အချက်ပဲ PDF ဒီကိုထိတယ်ဒီနေ့ PDF ဒီကြောင့်နင်းတို့လူဖြစ်တယ်ဆိုတဲ့စကားတော့ကျမအတန်တန်ပြောခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့် PDF ဒီနဲ့ကိစ္စနဲ့ကျမမပြောတော့ဘူးဘာကြောင့်လဲဆိုပြောလို့ရှင်လဲပြောမဆုံးဖြစ်နေတယ် နော်ပြီးလို့ရှိရင်လည်းမနေ့ကကျမတည်င်းထဲမှာတချို့တွေမြင်ရပြီးတာဖြစ်လိမ့်မယ် PDF ကိုအနည်းသေးချင်းတလားဆိုတဲ့စကားတွေပြောတယ် PDF တွေကိုပါတီပေးတဲ့ဓာတ်ပုံကျမတင်ထားပြီးတာဖြစ်တယ်ဆိုတော့အဲ့ဥစ္စာတွေကိုကျမထပ်ပြီးမှဒီမှာမတင်ပေးတော့ဘူးနော်သူတို့ကို ထိုင်ထားခိုင်းတယ်လက်ကိုခေါင်းမှာတင်ပြမှလုတ်ခိုင်းတယ်ဆိုတော့ဒီနေ့ဒီ TNLAD နင့်တို့ကျွတ်တို့ကချင်နေနဲ့ PDF တွေကိုလုတ်တာအင်မတန်မှများလာပြီကျွတ်တို့ကအခုစစ်ခွေးတွေကိုတိုက်နေတဲ့အတွက်အကြောင်းနင့်တို့ကိုငရော KIA တွေဘာမှမလုပ်ခဲ့ဘူးထိုနေ့တူပဲ PDF တွေလည်းနင်းတို့ကိုဘာမှမလုပ်သေးဘူးဒီ2017သုံးကအခုကျမနှစ်ပဲမှမြင်ရတယ်နော်2017သုံးကဒီကျွတ်ပင်လုံးကို အခြေခံပြီးတော့ Federal Democracy ကိုယူရအောင်ဆိုပြီးမှကျွတ်တို့နဲ့စာချုပ်ချုပ်ခဲ့တယ်ပြီးလို့ရှိရင်2023အခုကျမနှစ်ပဲမှမြင်ရတယ်နော်2023သုံးတော့ကလည်းတခါတို့နဲ့ကျမတို့ဆိုင်းထိုးပြီးမှသဘောတူညီချက်ကိုယူပြီးမှဒီစစ်ခွေးတွေကို တိုက်လန်ရအောင်ဆိုပြီးမှမဟာမိတ်အနေနဲ့ကျတို့သူတို့နဲ့သဘောတူညီမှုတွေလုပ်ခဲ့တယ်ဒီအခုသူတို့နေမြေတွေရလာခဲ့ပြီးသူတို့ရဲ့နောက်ကျောမှာအေအေမရှိတော့ဘူး MNDAAD ဆိုလို့ရှင်လက်စစ်ခွေးတွေနဲ့အပြစ်ခတ်ရလိုက်ပြီးဆိုတဲ့အချိန်မှာသူတို့ကျတို့ KIA တွေကိုနှိပ်စက်တယ် PGF တွေကိုနှိပ်စက်တယ်ခုမင်းမှာစစ်ခွေးတွေဘက်ကနေမှသူတို့ကိုနင်းတို့ KIA နဲ့ PDF တွေနဲ့အဝေးဝေးနေပါလို့ပြောတယ်လို့ကြားတယ် ဆိုတော့ဒါဒီကအခုသူတို့ရဲ့ niche in လုပ်နေတဲ့ဥစ္စာကိုကြည့်ချင်းအားဖြင့်အရန်တည်တာတယ်ဆိုတော့အခုဒီ2024ဒီ MNDAAD စစ်ခွေးတွေနဲ့အပြစ်ခံနာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကချင်နေတဲ့ပဋိပက္ခဖြစ်လာပြီးတဲ့အချိန်လဲကျွန်တော်တို့နဲ့ဆွေးနွေးတာဟာနှစ်ကြိမ်တိတိရှိသွားပြီသူတို့ဖျက်လိုက်ပြီဆိုတော့အခု ီလိုမျိုးကျတို့ကချင်လိုမျိုးတွေကိုနင့်တို့ခဏခဏကျတို့ KIA စစ်သားတွေနဲ့ PDF တွေကိုထိလာတဲ့အတွက်ကြောင့်ဒီညကနင့်တို့ကိုငါအကျွေးတောင်းတော့မယ်။တာဖုံးကြော်တွေနင့်စစ်တင်နှံဖုံးမတောင်းဘူး။နင့်တို့ကိုဆေးပညာတွေသင်ပေးခဲ့တဲ့ကိစ္စတွေမတောင်းဘူး။ကချင်ပြည်နယ်ကိုစလာပြီးမှတရောင်းစားလို့လာခဲ့တဲ့ဘဝတုန်းကနင့်တို့ကိုငါတို့ပညာသင်ပေးတဲ့ကိစ္စနင့်တို့ကိုကြွေးခဲ့တဲ့ကိစ္စတွေငါမတောင်းဘူး။ နင်းတို့ကို အလုံးလိုက်အခဲလိုက်ပေးခဲတဲ့ကိစ္စပဲနင်းတို့ကိုငါတို့တောင်းမယ်နော်ဆိုတော့2017နဲ့2023တို့ကနင်းတို့ကိုငါတို့တနတ်အရေအတွက်နေရာနဲ့ဆက်လေးလက်ပေးခဲတယ်2017ကနဲ့2015အထိနင်းတို့ကို လူလားမြောက်အောင်ငါတို့ပန့်ပိုးခဲတဲ့ခါမှာလက်နဲ့ခေရဝတ်စုံတည်းအစားတောက်တည်းမပါဘဲနဲ့ငွေသားကြီးပဲတရုတ်ငွေ6364954 ယန်နင်တို့ငလို့ပေးရမယ်ပြီးရင်2014ကနေ2019လဲနှစ်လုံးလုံးနင်တို့ TNLAD ကိုကျွန်တော် KIAD တလတနှစ်မဟုတ်ဘူးเนาะတလကို300နင်တို့ကိုငလို့ထောက်ပံ့ခဲ့တယ်ဆိုတော့၄နှစ်လုံးလုံးနင်တို့ကိုတလ300နဲ့နင်တို့ကိုငလို့ထောက်ပံ့ခဲ့တဲ့အတွက်ကြောင့်သိန်းပေါင်း36,6400အယောက်စာကိုနင့်တို့ငွေတို့ကိုယောပေးရမယ် ပြီးလို့ရှိရင်2017ကနဲ့2019ထိတိန်ပေါင်း4,600တိတိငရုပ်ပေးခဲ့တယ်နော်ဆိုတော့2017ကနဲ့2019အထိတရုတ်ငွေ836,454နဲ့မြန်မာငွေတိန်ပေါင်း3,300,400ငရုပ်ကချင်းတွေကိုပေးပါဒီနေ့နင်းတို့နဲ့ငရုပ် ဆက်ပြီးမှနေဆရာအကြောင်းမရှိဘူးဒီအကျွေးတွေကိုအခုကျမနဘေးနားမှာလဲတင်ထားတယ်နော်ဒီအကျွေးတွေကိုနင်းတို့ဆက်ပါနင်းတို့တဒေါင်းစားလို့ငရုစီမလာတော့ကမြုံဆို့ထားတဲ့ဥစ္စာငရုလုံးဝမတောင်းတော့ဘူးနင်းတို့ငရုကချင်းပြင်းတွေကိုဆလာတဲ့အခါမှာအဝတ်တချေကူတခုထဲနဲ့လာခဲ့တဲ့အချိန်မှာနင်းတို့ကိုငရုပေးတဲ့တနတ်နေရာနဲ့ဆက်လဲလက်တော့လဲငရုမယူဘူးနင်းတို့ကိုတဒေါင်းစားလို့ပေးလိုက်တယ်လို့မှတ်လိုက် ဒါကြောင့်တင်းညပညာတင်ကျဲတွေဆဲပဲဆဲပညာတင်တာတွေအဲပြလို့ရှိရင်နင့်တို့စစ်ပညာတင်တာတွေနင့်တို့မျိုးစုဖို့ရအတွက်နဲ့နင့်တို့ရဲ့အချက်တွေကိုဖုံးပေးခဲ့တဲ့ငရုဝတ်စားဖို့တွေမပေးနဲ့ငရုငွေသားကြီးပဲပေးခဲ့တဲ့အရာတွေအားလုံးငရုကချင်းတွေကိုပြန်ဆက်ပါနော်ဒီနေ့နင့်တို့အခုအရန်ဆောင်ထနေပြီဒါကြောင့်အခုနင့်တို့ကို အရင်တော့အတွေ့အယူဖို့တော့နင်းတို့ပေးခဲ့တာတော့မဟုတ်ဘူးလူလို့ထင်လို့ပေးခဲ့တယ်ဒါပေမဲ့ဒီနေ့နင်းတို့ကလူမဟုတ်တဲ့အတွက်ကြောင့်ငါတို့ကချင်းနဲ့ပေးခဲ့တဲ့ပတ်စံအားလုံးကိုပေးပါအခုကျမနဘေးနားမှာလည်းတင်ထားတယ်ဒါတွေကိုတွက်ပြင်းမှာအခုလက်ရှိပေါက်ဈေးနဲ့နင်းတို့မပေးနိုင်ရင်ထောင်နဲ့၁၆နှစ်တထိငါတို့ပေးတဲ့ပတ်စံအတိုင်းပဲငါတို့ပြန်ပေးပါအခုနင်တို့ဒီနေ့ TNLAD ဆိုပြီးမှရက်လာဖို့ရန်အတွက်ငါတို့လတိုင်းလတိုင်း တလကို3800ရှိရနဲ့တို့ကိုငှတို့ထောက်ပံ့ခဲ့တယ်2018တတိမရှက်ဘူးလားဒီနေ့ကြာမှာနင်တို့ငှတို့ကချင်းတွေကိုရိုက်တာနင်တို့မှာရှက်ရှိတယ်ဆိုလို့ရှိရင်တော့ငွေတွေအားလုံးပြန်အမ်းပါနင်တို့ကိုပေးမယ့်အစားလမ်းဘဲကခွေးတွေကိုကျွေးလို့ရှိရင်တောင်မှအဲ့ခွေးတွေက ကို့အတွက်တနေ့ကြာလို့ရှင်ကို့ရဲ့ခြံစောက်တွေဖြစ်လာနိုင်တယ်နင်တို့လိုမျိုးသူစံစိတ်ပေါက်နေတဲ့နင်တို့ TNL lady ကိုငှတို့ထောက်ပံ့ရတာဟာ အစိတ်ပင်ကိုရေလောင်းတို့ဖြစ်သွားပြီဒါကြောင့်ငွေရနောင်တရတယ်ပြီးလို့ရှင်လဲအခုကျမတို့ KIAD ရွှေ့ပေးလိုက်တဲ့စကန်ပေါင်း6ခုရှိပြီနော်အခုတော်လာရဲ့အချိန်မှမို့လို့နင်တို့အဲ့မှာယာယီနေထားကြပါတော်လာရဲ့ပြီးသွားပြီဆိုလို့ရှင်တော့နင်တို့အဝတ်ထုတ်ပြီးမှပဲကျတို့ကချင် substick ကနေမှထိတ်ဖို့ပဲနင်တို့စဉ်းစားထားပါတလက်မတော့နင်တို့ကိုပေးမှာမဟုတ်ဘူးဆိုတာလေအခုစစ်ခွေးတွေတိုက်တဲ့အခါမှာမသေးခင်လေးနင်တို့မှတ်ထားစစ်ခွေးတွေတိုက်လို့ တေးသွားလို့ရှင်နင်းတို့မတိပဲနဲ့တေးသွားလိမ့်မယ်ကြားပြီလောပြီးလို့ရှင်ကျွန်တော်တို့သတင်းသဘုတ်နေနေကတော့ကျွန်တော်ဗီဒီယိုကိုကြည့်ရအောင်နော်ဂျပန်ကနိုင်ငံခြားရေးဝန်ကြီးဌာနတာတာကေရှိအီဝါယာလို့ခေါ်မလားအဲ့ပုဂ္ဂိုလ်ကနော်မတ်လ27ရက်နေ့ကဂျပန်နိုင်ငံအတွင်းမှာကျင်းပတဲ့နိုင်ငံခြားရေးဝန်ကြီးညွှန်းတော်မှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာမြန်မာပြည်တကြွလှုပ်ရှားတဲ့လူတွေရဲ့တော်တော်မှတ်တွေမေးခွန်းကိုသူဖြေတယ်ဒီ NASA ကဆိုတာကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူကမြန်မာရွေးကောက်ပွဲပေါ်မှာတတိယရှိတဲ့စိုးရိမ်နေပေါ့သူဖြေတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ဒေါက်ဆန်းသူကြီးနဲ့ဖမ်းထားတဲ့သူတွေကို ြန်လွတ်ပေးဖို့နဲ့ဒီပြိပခါရဲ့ကြော်လောက်ကိုတွဲဆုံဆွေးနွေးရေးဖြေရှာမယ့်ကိစ္စတွေတိုးတက်လာခြင်းမရှိဘဲနဲ့စစ်တပ်အနေနဲ့ဒီရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့အခြေအနေအားရတာဆိုရည်စားသိကောင်းပါတယ်တဲ့ဆိုပြီးတော့ဂျပန်နိုင်ငံကြီးဝန်ကြီးဒီတာကေရှိအီဝါရာပေါ့နော်အဲသူကအဲ့လိုပြောတယ်အဲသူတင်လားဆိုတော့မဟုတ်ဘူးဗျထူးထူးခြားခြားပေါ့နော်ဘသူကလည်းပြောသေးတယ်ဆိုတော့ကုလသမဂ္ဂကအထူးကိုယ်စားလှယ်တူဖြစ်သူမစ္စတာသောမတ်အန်ဒရူးပေါ့နော်ထိုင်းမှာကျင်းပတဲ့ပါလီမန်စီဝေးအတွင်းမှာမြန်မာကြီးနဲ့နေဆက်လေးရလုံးဆုံးဆွေးနွေးပွဲဒုတိယနေ့ဆိုဒီနေ့ပေါ့အဲ့မှာ तू ကထပြောတာ तू ကဘာပြောလဲဆိုတော့ ဒီစစ်တပ်ကတဲ့ဒီဇင်ဘာသို့မဟုတ်လာမယ့်ဇန်နဝါရီမှာရွေးကောက်ပွဲကျင်းပမယ်လို့သူစကားပြောတယ်အဲ့ဒီစကားကလည်းယုံကြည်မရှိပါဘူးတိုက်ခံကောင်းဆောင်တွေကသူကဖမ်းဆီးတပ်ဖြတ်ပြီးထောင်ချထားပြီးတော့တရင်သမားတွေကိုဘာလို့ညာလို့ဟွာလို့ပြီးမှရွေးကောက်ပွဲကျင်းပရလို့မရဘူးပေါ့ဒါဒီကျင်းပတဲ့ကိစ္စအာယုံကြည်မရှိဘူးနောက်တစ်ခုကအကျဉ်းသားတွေတောင်းနေချီဖမ်းထားပြီးတော့မှရွေးကောက်ပွဲလုပ်တယ်ဆိုတာလွတ်လပ်ပြီးတော့တရားမျက်နှာရွေးကောက်ပွဲလုပ်မယ်လို့ပြောတာဒါတော့စိတ်ပြည့်စရာကောင်းတယ်ပေါ့ဖြစ်တယ်ပေါ့နော်ပြီးတော့တရားဝင်မှုရှိတဲ့ဒီမိုကရေစီကျင့်စဉ်နဲ့ဆန့်ကျင်တဲ့အတူတူရွေးကောက်ပွဲ အဲအဲ့လိုယူကော့ပုံမျိုးထိုင်းနိုင်ငံအနေနဲ့ဆန့်ကျင်သင့်တယ်ပေါ့အဲထိုင်းနိုင်ငံမှာကျင်းပတဲ့ဒီမှာရေးနေနေဆက်ရေးရလုံမျိုးစုစုကမှာသူကအဲ့လိုထပြောတယ်ကျွန်တော်ကတော်တော်ပြန်စင်းစားတယ်ဂျပန်ကလည်းပြောတယ်ကုလားလည်းပြောတယ်ဆိုတော့ကျွန်တော်တို့ရိုးရိုးလေးပဲပြန်စင်းစားကြည့်ရအောင်လက်ရှိဘိုးချုပ်ကြီးမရောက်နိုင်တဲ့ကယူကော့ပွဲလုပ်ပြီးမယ်ယူကော့ပွဲလုပ်မယ်လို့တွတ်တွတ်တစားစားတချင်းအချင်းချင်းပြောနေတဲ့ကိစ္စကိုသူတို့ကယုံကြည်မရှိဘူးမလုပ်သင့်ဘူးမဖြစ်သင့်ဘူးအမလို့ဟိုလူတွေမပါလို့ဒီလူတွေမပါလို့ဆိုတဲ့ကိစ္စမျိုးတွေနဲ့ပြောနေကြတာတော့တွေ့ရတယ်ဒီလူတွေမပါလို့ယူကော့ပွဲမလုပ်ရကြည်ဖန်ဆီးထားတဲ့သူတွေမပါလို့ ို့မဟုတ်ဒီလွတ်လပ်ပြီးပုံလင်းမြတာမှုရွေးကောက်ပွဲမဟုတ်လို့တရား all english all inclusive မဖြစ်လို့ရွေးကောက်ပွဲမလုပ်ကြကြီးဆိုရင်ကဲကျွန်တော်မေးမယ်ကျွန်တော်ဘယ်သူလဲအောင်မဆက်နေရမယ်ရွေးကောက်ပွဲမလုပ်ရဘူးဆိုရင်လက်မခံဘူးရွေးကောက်ပွဲကိုလက်မခံဘူးမလုပ်ရဘူးမလုပ်သေးဘူးမဖြစ်သေးဘူးဘာဘူးညာဘူးနဲ့အဲ့လိုကန့်ကွက်နေမယ်အစင်တစိုက်နိုင်ငံတကာကန့်ကွက်တယ်အဖွဲ့အစည်းပေါင်းစုံကကန့်ကွက်တယ်ခင်ဗျားတို့ပြည်တွင်းမှာရှိတဲ့ပြည်သူကလည်းကန့်ကွက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်သူအုပ်ချုပ်မှုအောင်မနေရမှာလဲဘယ်သူအုပ်ချုပ်မှုမှာဆက်ရှိနေမလဲအခါတည်းမှာကျွန်တော်တို့ကဖြစ်တဲ့ဖြစ်ထိုက်တာရယ်ဖြစ်ဖို့လိုအပ်တာရယ်နော်ဖြစ်ချင်တာရယ်ဆိုတာရှိတယ် ော့ဖြစ်ချင်တာကြီးပဲကျွန်တော်တို့ဘာတော့မှမရနိုင်ရွေးကောက်ပွဲကြီးဖြစ်တင်လားမဖြစ်တင်လားဆိုတော့မေကုန်းကိုကျွန်တော်ပြည်သူလူထုကဆုံးဖြတ်တော့မှာအဲ့ဒီနိုင်ငံကာတိုင်ဝမ်တွေကမဖြစ်အောင်မဖြစ်အောင်ဆုံးဖြတ်ပြောနေရင်အဲ့ဒါကိုလိုက်ပြီးတိုင်အောင်လိုက်ပြီးတော့ကျွန်တော်ပြည်ထဲမှာရှိတဲ့ကြောင်တော်နိုင်ငံရေးသမားတွေကြောင်တော်တော်လက်နက်ကိုင်တွေအုပ်စုတွေကြောင်တော်တော် activist တွေကြောင်တော်တော်ရပ်ဖက်ဖွဲ့စည်းတွေအဲ့ဒီအုပ်စုတွေပေါ့အဲ့ဒီအုပ်စုတွေကမဖြစ်အောင်မဖြစ်အောင်ဆိုနိုင်ငံတကာချပေးတဲ့ guideline အတိုင်း narrative အတိုင်းလိုက်ပြီးတော့အကုန်ပြောမယ်ဆိုရင်ကျွန်တော်ရွေးကောက်ပွဲမဖြစ်ဘူးဆိုပါဘူးကဲမဖြစ်ရင်ကျွန်တော်တို့ဘယ်သူအုပ်ချုပ်မှုမှာဆက်နေရအောင်ဘယ်သူအုပ်ချုပ်တော့ကျွန်တော်တို့ဆက်ခံရမှာ နိုင်ငံကအဖွဲ့အစည်းတွေကတမင်များရွေးချယ်ရှိရှိကျွန်တော်တို့ပြည်သူလူထုကိုစစ်တပ်အုပ်ချုပ်မှုအောက်မှာတပ်သလုံးနေစေချင်တာလားမသိဘူးဂျပန်နိုင်ငံကြီးဝန်ကြီးကိုယ်တိုင်ကပဲလေစစ်တပ်ကလော်ဘီလားမသိဘူးခုလိုက်အထူးကိုယ်စားလဲတောမတ်စ်အန်ဒရူးတို့က NASA ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းရဲ့တိတ်တိတ်ပုံလော်ဘီဖြစ်နေလားမသိဘူးဘတ်မအူဆုံးတော့ကျော်မြွမင်းရဲ့မေကွန်းနဲ့အရင်တွားရအောင်နော်ဒီမေကွန်းကိုဘောမှာကျော်မြွမင်းကသူနားမလဲတာမဟုတ်ဘူးအခု तू ပြောထားတဲ့မေကွန်းထဲမှာအခုဘဒူကမှာ ရွေးကောက်ပွဲကိုလက်မခံဘူးနိုင်ငံသားကဒူတီလည်းလက်မခံဘူးမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေလည်းလက်မခံဘူးပြီးတော့ဘေပါတီကမှလက်မခံဘူးဆိုလို့ရှိရင်ငွေရုပ်ကိုဘယ်သူအုပ်ချုပ်မှာလဲလို့သူမေးလိုက်တယ်။နေ့မှအုံနောက်မရှိဘူးလားငွေရုပ်ကိုအုပ်ချုပ်ဖို့ရအတွက်ငွေရုပ်ပြည်သူတွေကရွေးထားပြီးသားဖြစ်တယ်။ကျတို့ရွေးထားပြီးသားဖြစ်တဲ့ကျတို့ရဲ့ခေါင်းဆောင်ဟာနင်တို့ထောင်ဘယ်နှစ်ချတဲ့လဲကျတို့လုံးဝ စဉ်းစားပေးမှာမဟုတ်ဘူးနင်းတို့အနှစ်တရာပဲထောင်ချာချသူထွက်လာတဲ့အချိန်မှာကျတို့ကောင်းဆောင်ပဲတနစ်ပဲချာချထွက်လာတဲ့အချိန်မှာကျတို့ရဲ့ကောင်းဆောင်ပဲကျတို့ပြည်သူဒီကနေမှသူ့ကိုကြိုက်လို့ကျတို့မြန်မာနိုင်ငံအတွက်ကောင်းဆောင်ကောင်းဖြစ်တဲ့တယ်ဆိုပြီးမှကျတို့လက်ခံလို့အတိအမှတ်ပြုလို့ကျတို့ကမေးပေးခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်သူကလွဲရင်သူ့နေရာမှာကျတော့ဘသူကမှအစားမထိုးနိုင်ဘူးသူတို့ရဲ့တက်တန်းကုံသွားလို့ ခွေးအောင်လိုက်တက်လာတယ်ဆိုလို့ရှင်တမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့တက်တမ်းမကုံသေးဘဲနဲ့နင်းတို့အာနာကိုဒီလိုမျိုးလက်နဲ့ကင်ပြီးယူလိုက်တဲ့အတွက်ကြောင့်သူ့ဘဲအချိန်ပဲထွက်လာထွက်လာ သူဟာကျမတို့ရဲ့အစိုးရဖြစ်တယ်ဘေတော့အခါမှဒေါ်အောင်ဆန်းစုကြည်သူ့ရဲ့တက်တမ်းကုံလို့အစိုးရကလည်းနားသွားလို့ကလွဲရဲ့ ဒေါ်အောင်ဆန်းစုကြည်သူ့ရဲ့အုတ်ချုပ်တဲ့နစ်တတမစစ်ခင်မှာဘေတော့အခါမှာခွေးကိုဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အစိုးရနေရာမှာထားမှာမဟုတ်ဘူးဆိုတာနင်တို့မှတ်ထားပါအခုဂျပန်ကနိုင်ငံခြားဝန်ကြီးပြောသွားတဲ့စကားကမတ်လ23ရက်နေ့တုန်းကဂျပန်မှာဒီမြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့အစီအဝေးလုပ်ကြတယ်။အဲ့ဒီအထဲမှာဂျပန်နိုင်ငံခြားဝန်ကြီးကနေမှမြန်မာနိုင်ငံအရေးမှာ တက်ကြွတဲ့လူတော်အမတ်တွေကမေးတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့သူဖြေခဲ့တယ်။အဲ့ဖြေခဲ့တဲ့ခဲမှာအခုဒီခွေးချပူကနေမှပြုတ်လုံမဲ့ရွေးကောက်ပွဲကိုသူတို့တန်တရားရှိတယ်စိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းပြင်းမှထောင်ထဲချတယ်နိုင်ငံရေးသမားတွေကိုထောင်ထဲချထားတယ်ထောင်ထဲချတာတော့မကဘူးနော်အခုတတ်လိုက်တဲ့ဥစ္စာတွေနော် သူတို့ကြောင့်တည်သွားတဲ့ဒီနေ့ NLD ကောင်းဆောင်တွေအများကြီးတည်သွားခဲ့ပြီဒီလိုမျိုးလုတ်ပြီးမှရွေးကောက်ပွဲကိုလုတ်မယ်ဆိုလို့ရှင်တော့စိုးရိမ်စရာ ရှိတယ်လို့ပြောသွားတယ်အခုဒီဂျပန်နိုင်ငံသားရဲ့ဝန်ကြီးပြောသွားတဲ့အချိန်ကမြန်မာနိုင်ငံအတွက်တွတ်တွတ်လက်လက်နဲ့စိတ်ဝင်စားနေတဲ့ လွတ်တော်အမတ်တွေမဲတဲ့အချိန်မှာဖေးလိုက်တဲ့အတွက်ကြောင့်ပိုးပြီးမှ လောင်ကျွမ်းတာဖြစ်တယ်တကယ်လို့သားမြမအရေးမှာတက်ကြွတဲ့အမတ်တွေမဟုတ်ခဲ့ရင်တောင်သူတို့ကဒီလောက်လောင်မှာမဟုတ်ဘူးအခုမြမရဲ့အရေးနဲ့ပတ်သက်ပြီးမှတော်ရီအမတ်တွေရဲ့ရှေ့မှာပြောလိုက်တဲ့အတွက်ကြောင့်သူတို့ပိုးပြီးမှဘာနဲ့တူတယ်လဲဆိုမိလောင်တဲ့ထဲမှာတက်စီထပ်ပြီးမှလောင်ပေးလိုက်တယ်သူတို့လောင်ကျွမ်းနေတာဖြစ်တယ် နော်အခုနင်းတို့ရွေးကောက်ပွဲမှာပါမယ်ဆိုတဲ့ပါတီဒီကိုကြည့်ပါအားလုံးဟာဘောမတွေဖြစ်တယ်ပြီးလို့ရှိရင်အခု ပါလေရွေးကောက်ပွဲမလုခင်ကတည်းကတော့ဘသူနိုင်မလဲဆိုတော့ကိုသိနေတယ်။ဘာကြောင့်ဆိုနင်တို့ဘောမတွေဘာပြောလဲ။ဟာဥခင်ယူတို့ပါတီဆိုလို့ရှိရင်ဘယ်မှာလဲပါတယ်။ဘယ်မှာလဲပါတယ်။သူတို့ကတော့နင်ရတကာမှာအမျက်နာပြတယ်လို့ပြောတယ်။ဥခင်ယူတို့ကတော့နိုင်မဲ့ပါတီလို့တောင်ပြောလို့ရတယ်။ဒုတိယချက်ကဟိုတခါတုန်းကဗာလေအာဇိုဇိုဖိုဟင်းပြောသွားတာမကြဘူးလား။အုံနောက်တော့မပြည့်စုံတဲ့ကျော်စိုးဦးတို့ ပင်လုံစာချုပ်ကဘာကြောင့်ချုပ်ဆိုတယ်လဲဆိုတာတောင်းမှနားမလဲပဲတစ်ဖက်နားပိတ်ပြီးမှဖုံးကြီးเจ้าမှာကတ်နေတဲ့သုံးပေတလက်မတို့လေလုံးတောင်ကွဲအောင်မပြောတတ်တဲ့နောင်တော်လေးအမတ်ဝင်ပြိုင်ကြမယ်။ဒီလူဒီကသာလေမြန်မာနိုင်ငံမှာအမတ်သာတကယ်လို့နင်းတို့ရွေးချယ်ပြီးမှအမတ်ဖြစ်တယ်လို့ပဲစဉ်းစားကြည့်ဖြစ်တော့ဖြစ်လာမှာမဟုတ်ဘူးလေ။ဒါမဲ့စဉ်းစားကြည့်ဘာနဲ့တူနေတယ်လဲဆိုတော့သူငယ်သားတွေကိုကြောင်အုပ်လုတ်ခိုင်းတာနဲ့အတူတူဖြစ်နေပြီ။ အခုနင်းတို့ကရှက်စရာလေးတိတ်ကောင်းတယ်နော်နင်းတို့မသိတာမဟုတ်ဘူးနင်းတို့ရဲ့ဘောမတဲ့နီးကလည်းနော်တနာစရာကောင်းတယ်မိဘတွေကိုနင်းတို့ရဲ့စင်ကြဲတဲ့သူများရဲ့အမုန်းဒီမပါဘဲနဲ့သမင်းတလုံးလောက်ရှာကြွေးကြည့်ပါလားသူများရဲ့အမုန်းထဲကရတဲ့သမင်းတွေစားလို့အဆင်ပြေနေကြတာလားအခုဒီဂျပန်နိုင်ငံခြားဝန်ကြီးပဲပြောသွားတာမဟုတ်ဘူးเนาะကိုလာတမကရဲ့အထူးကိုယ်စားလှယ်မစ္စတာ ထော်မန်ဒရိုကလည်းမလည်းအခုဒီ time မှာလုတ်တဲ့မြမအရေးနဲ့နေဆက်လုံခြုံရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပါလီမန်မှာသူတို့အစည်းအဝေးရှိတယ်။အဲ့အစည်းအဝေးဒုတိယမြောက်တဲ့နေ့ပေါ့နော်မနေ့ကအာမတ်လ23ရက်နေ့မှာသူဗာပြောခဲ့တယ်လေဆိုတော့စစ်ခွေးတွေကတော့ဒီဇင်ဘာနဲ့ဇန်နဝါရီလတခုခုမှာသူတို့ရွေးကောက်ပွဲလုပ်မယ် ပြီးရင်သူတို့ပြောတဲ့စကားကတော့ရုပ်တီလုံးဝမရှိဘူး။ဘာကြောင့်လဲဆိုတော့အသက်အခံခေါင်းဆောင်တွေကိုကြတော့ထောင်ချထားတယ်။ထောင်တောင်းချီတဲ့နိုင်ငံရဲ့တမားတွေကို ထောင်ချထားတယ်။ပြီးမှရွေးကောက်ပွဲလုပ်မယ်ဆိုတာကဒီမိုကရေစီနည်းလမ်းမကြဘူး။လွတ်လပ်ပြီးမှတရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် တော်တော်လေးစိတ်ပျက်စရာကောင်းတဲ့အတွက်ကြောင့်ဒါဟာလုံးဝမဖြစ်တဲ့အရာဖြစ်တဲ့ဒါကြောင့်အခုထိုင်းဒီလည်းပဲဒီစစ်ခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့ဆိုပြီးမှသူကမနေ့ကအစည်းအဝေးထဲမှာသူပြောသွားတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးအစည်းအဝေးထဲမှာသူဒီလိုပြောလိုက်တဲ့အဥ္စာကို ဆိုတော့အခုကြုံမြင့်မြဲဘာပြောလဲဆိုတော့ဂျပန်ကလည်းပြောတယ်အခုဒီကိုလာတမ်ကအထုကိုစလေကလည်းဒီလိုပြောတဲ့အခါမှာကြတော့ခွေးဂျဘူကတော့ပါတီစုံဒီမိုကရေစီယူကောက်ပွဲကို လုံမဲဆိုပြီးမှတွတ်တွတ်နဲ့ပြောနေတဲ့အဥ္စာကိုယုတ်တိမရှိဘူးဟိုလိုဒီမပါလို့ဒီလိုဒီမပါလို့ဆိုပြီးမှလုတ်တယ်ဆိုလို့ရှိရင်တော့ငါတို့ဘယ်ဆိုရရဲ့အောက်မှာနေရမှာလဲလို့ပြောတယ် all inclusive ကို လုတ်ပါဆိုတာကတော့အခုဒီနှစ်မှာမဟုတ်ဘူးเนาะယူကောက်ပွဲနဲ့ပတ်သက်ပြီးမှ ဟောင်းလာတဲ့နေ့ကစပြီးဒီ ASEAN ဒီ level all inclusive all inclusive လို့အတန်တန်ပြောနေတယ်ဆိုတော့သူတို့ကတော့အာဗလန်ဒေါအောင်ဆန်းစုကြည်ကိုထုတ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ရှုံးမယ်ဆိုတာလေသူတို့တိပြီးသားဖြစ်တယ် တောင်ဆန်းစုကြည်ထွက်လာလို့ရှိရင်ပြည်သူတွေအားလုံးကသူ့ကိုပဲမေးပေးမယ်ဆိုတာလေမြေကြီးပုတ်ခတ်မလွဲဖြစ်မယ်ဆိုတာသူတို့သိပြီးသားသူတို့ရှုံးမယ်ဆိုတာလည်းသူတို့သိပြီးသားဖြစ်တယ်တကယ်လို့သားသူတို့ခဏခဏပြောတယ်ငိန်ချမ်းစွာနေလို့ချင်တဲ့ပြည်သူတွေပြည်သူတွေလို့ခဏခဏပြောတယ်ဒီပြည်သူတွေဟာတကယ်လို့သားသူတို့ကိုသူတို့ကိုကြိုက်တယ်ဆိုလို့ရှိရင်သူတို့ဘာကြောက်ရှာလို့တလဲဟုတ်ပြီပြီးလို့ရှိရင်နေရာတကာကလူတွေလည်းလာကြည့်ငါတို့တရားစွာလုပ်ပြမယ်တော်အောင်ဆန်းစုကြည်ထွက်ခဲ့လား ချမယ်တို့မျိုးစိန်ခေါ်ရမှာလေအခုကျတော့ပြည်သူတွေချစ်တဲ့နော်ပြည်သူတွေထောက်ခံတဲ့ပါတီကိုချယ်ရီလက်တွေအကုန်ကျိုးတုပ်ပြီးမှပြေးရအောင်လို့ပြောတာကတော့ခွေးဆံမနေဘူးလားဒီယူကောက်ပွဲတခြားနိုင်ငံတွေရဲ့အရေးမဟုတ်ဘူးလို့ပြောလိုက်လို့ရှိရင်နင်တို့အရင်တုန်းကတရုတ်ဒီပါဝင်ပေးမယ်အခုဒီတစ်ခါဆိုလို့ရှိရင်ရုရှားတွေဘယ်လာရုစ်ကလူတွေပါသူတို့အကြံဉာဏ်လာပေးမယ်လို့ပြောတဲ့ခါမှာနင်တို့ဝမ်တာအာရနဲ့လက်ခံတယ်မဟုတ်ဘူးလား အခုဒီကိုလာတမကကအထုကုစလေတို့ပြောလာလို့ရှင်အခုနင်းတို့နာနေပြီမဟုတ်လားနာနေဆရာကြောက်မရှိဘူးလေခွေးကြဖို့ကဘလောက်ထိတွတ်တွတ်ပြောတယ်လဲဆိုတာထက် ခွေးကြဖို့ကနေမှတတိရှိတယ်ဒေါ်အောင်ဆန်းစုကြည်ကမဲလိန်တယ်ဆိုလို့ရှင်တော့အခုနင်းကိုငိုရတက်တယ်ပြမယ်နင်းမဲလိန်တလားမဲမလိန်ဘူးလားဆိုတက်တယ်ပြမယ်တရားများတဆွာကဘာကနေလာကြည့်ပြီးမှငိုရရွေးကောက်ပွဲလုပ်မယ်လို့လှုပ်လိုက်လေတတိရှိတယ်ဆိုလို့ရှင်တော့ ဲဆိုလို့ရှိရင်ဒေါ်အောင်ဆန်းစုကြည်လဲမေးခိုးသလားမခိုးဘူးလားဆိုတော့အဲ့မှာပေါ်သွားမယ်နင့်တို့ကလိန်သလားမလိန်ဘူးလားဆိုတော့လည်းအဲ့မှာပေါ်သွားမယ်တတ်သိရှိရင်အဲ့လိုပဲလုပ်လိုက်လေပြီးလို့ရှိရင်ဘောမကြုံမျိုးမင်းကတော့ဗာပြောလေဆိုတော့ခွေးချဖို့လေရင်မှာပြောတယ်လို့လေနင့်တို့ဖြစ်ချင်တာကြီးပဲမပြောနဲ့ဖြစ်တင်တာကိုပြောလို့ပြောတယ်ဖြစ်တင်တာလဲဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ချင်တာလဲဒေါ်အောင်ဆန်းစုကြည်ပဲ ငွေရောကအလကားနဲ့အလကားစိတ်ကူးရင်ပြမတော့အောင်ဆန်းစုကြည်ဟာဘိုးချိုအောင်ဆန်းရဲ့တမိဖြစ်တယ်ဆိုပြမသူ့ကိုမင်းလိုက်ပေးနေတာမဟုတ်ဘူးတော့အောင်ဆန်းစုကြည်ဟာဘိုးချိုအောင်ဆန်းရဲ့တမိဖြစ်လို့ချစ်တာကတက္ကန္တဒါပေမဲ့သူကအရေးချစ်မရှိရင်သူ့ကိုငွေရောနိုင်ငံရဲ့အကြီးအကဲအနေနဲ့မင်းပေးခဲ့မှာမဟုတ်ဘူးဒါပေမဲ့သူကချစ်တာတစ်ခုတည်းမဟုတ်ဘူးအရေးချင်းလက်ပြဝအတဲ့အတွက်ကြောင့်သူ့ကိုငွေရောကမြန်မာနိုင်ငံရဲ့ကောင်းဆောင်အနေနဲ့ငွေရောကသူ့ကိုမေးပေးခဲ့တာ ဖြစ်တင်တာတွေဖြစ်ချင်တာတွေနို့တို့ကောင်းကောင်းစဉ်းစားကြည့်။နဖူးပေါ်မှာလက်ပဲတင်တင်လက်ပေါ်မှာနဖူးပဲတင်တင်စဉ်းစားကြည့်ရမှာ။နင့်တို့စခွေးတွေဘလောက်ထိတရေဘောကြောင်တယ်လဲဆိုလို့ရှိရင်ဖွားကြီးကို ထောင်ထဲထည့်ပြီးမှလက်နက်ကြီးကိုင်ပြီးမှငါတို့က standard army ကြီးပါ။ငါတို့ကနိုင်ငံတော်ရဲ့နတ်ဆက်ကအစိုးရပါလို့ပြောနေတာမရှက်ဘူးလား။တက်80ရှိတဲ့ဖွားကြီးဟာ နင်တို့ကငါအနုနီးနဲ့ချပြမေးဆိုပြီးမှနင်တို့ထောင်ထဲထည့်လိုက်တယ်စကားတခုမှမပြောဘူးထောင်ထဲဝင်သွားလိုက်တယ်အဲဆဲပဲဒီနဲ့ကျောတို့ပြီးသူဒီနဲ့နင်တို့ကြားမှာဝင်ပေးမယ်လို့တယောက်မှမရှိဘူးသူအောင်ဆန်းစုကြည်တာမဖမ်းပဲနဲ့ထောင်ထဲမချပဲနဲ့ဒီတိုင်းထားခဲ့ရင်တောင်မှဒေါ်အောင်ဆန်းစုကြည်ဟာနင်တို့ခွေးတွေနဲ့ငရုတော်လန်ရဲတွေရဲ့ကြားထဲမှာဆဲအနေနဲ့သူကကျောတို့ကိုဖြည့်ရှင်ပေးခြင်းလဲဖြည့်ရှင်ပေးမယ် ငါတို့ရွေးချယ်ထားတဲ့ငါတို့ရဲ့ခေါင်းဆောင်ကိုပဲငါတို့တသက်လုံးကောင်းဆောင်အနေနဲ့ထားမှာမနေ့ကမတွေ့ဘူးလားမန်လေးဒီမှာဟိုအချင်းပေါင်းတွေဈေးရောက်တာကြားနေရပဲ low speaker နဲ့စစ်မှုထမ်းဖို့ရအတွက်နာမည်ပါတဲ့လူတွေမင်းလာနိုင်ဖို့တယ်မရှက်ဘူးလားဒါဒီမိုကရေစီလားနင်းတို့ဘက်မှာရက်နေတဲ့အခုရုရှားတွေလည်းအင်အားကြီးလို့ဒါသူတို့ဘက်ကိုတချို့လူတွေကလက်ခံတာရုရှားက နင်တို့ခွေးလိုမျိုးချင်းနေတာရှိကြည့်လေလေသူတို့ပြောင်းသွားတာကြားလာပြီကဘာပေါ်မှာတောင်ရုရှားဆိုတော့ရှိတော့မှာမဟုတ်ဘူးဒါပေမဲ့သူတို့ကတော့လက်နဲ့ဘက်မှာအင်အားကြီးနေလို့ကဘာကနေမှသူတို့ကိုအတိမပြုပြမဆက်ဆံနေတာအခုကိုလာတမကအထူးကိုစလေး Tom Andrew ကလည်း tiny နင်တို့စခွေးတွေလုံးမဲ့ရွေးကောက်ပွဲကိုစမ်းကျင်ပါလို့ပြောထားခဲ့ပြီနော်ဘယ်ချင်းနေရှိလာမလဲဆိုတာတော့ကြည့်ကြတာပေါ့နော် အာပြီးရင်နောက်တရင်တပုတ်အနေနဲ့ကတော့စစ်ခွေးတွေရဲ့ရုပ်မာမှုကိုကြွပြောပြချင်တယ်။မတ်လ9ရက်နေ့ကနေမှ17ရက်နေ့အထိမကွေးတိုင်းကြပင်းမြောက်ရွာမှာအကျေးရွာမှာစစ်ခွေးတွေဘက်ကနေမှအဲ့ဘက်ကိုထိုးစစ်ဆင်လာတာထိုးစစ်ဆင်ပြီးမှအဲ့မှာနေခဲ့တဲ့အချိန်မှာပြီးသူခနူဦးကိုဖမ်းဆီးထားတယ်ခနူဦးထဲကနေမှနေရောက်ကတော့ပင်စင်စားတယ်ဆိုပြီးမှလွတ်လိုက်တယ်တယောက်ကတော့ထွက်ပြေးခဲ့တယ်ကြာနဲ့၄ယောက်ကိုလက်ပြန်ကျိုးတုပ်ပြီးမှ ตัดခဲ့တယ်ตัดတဲ့အလောင်းကိုလည်းပဲ you are ထဲမှာဒီတိုင်းပဲပြစ်ခဲ့တယ်ဆိုတာသိရတယ်နင်းတို့မို့လို့လုံးဝပြစ်မရှိတဲ့ you are ဒီမှာဒီလိုမျိုးလိုက်ตัดနေတာကိုနင်းတို့ကိုဘသူကမေးပေးမေးလို့နင်းတို့ကမျော်လင့်နေတာလဲဒီမိသားစုဒီကိုကြည့်ရအောင်သူ့လင်တည်သွားတယ်အခုနောက်တစ်ယောက်ကလည်းကြည့်ရအောင်ဒါလည်းသူ့လင်တည်သွားတယ်အပွင့်နေနဲ့เนาะအပွင့်နေတဲ့ဖြုတ်ဖြုတ်တည်နေတာဝတ်မုံဆိုတဲ့မျိုးသမီးက လိုရာပြရှိရင်ပြောပါညီမရဲ့လို့ပြောတဲ့ခါမှာသူ့အသက်ပဲလိုချင်တယ်တဲ့အခုဘောမတွေနော်ဘောမတွေကြည်ထားကလေးတွေနဲ့မုတ်ဆိုးမအနေနဲ့နေရပြီနင့်တို့အုံအောင်မရှိတော့နင့်တို့လင်းတွေရဲ့အသက်တွေကိုမင်းအွန်လိုင်းတွေ့နင့်တို့ပေးဆက်ခဲ့တယ်နင့်တို့ဘာများရမှာမလို့လားနင့်တို့ဘေးနံငန်းကိုကောက်ွယ်နေလို့နင့်တို့အသက်တွေပေးရလဲအခုနင့်မုတ်ဆိုးမဘဝဖြစ်သွားပြီမို့လားကောင်းတယ်နင့်တို့မုတ်ဆိုးမတွေများများဖြစ်မင်းအွန်လိုင်းအကုန်ယူလိုက်မယ် ဘောမမိမကလည်းဗာပြောထားလဲအယောက်ျားလေး၃ယောက်မုတ်ဆိုးမတွေဘယ်တော့ပေါ်နေတယ်လဲဆိုတော့နင်တို့သိတယ်နော်နင်တို့ဘုသူ့အတွက်အသက်ပေးတယ်လဲဆိုတာတွေလည်းနင်တို့ဘောမတွေစဉ်းစားကြပါနင်တို့ရဲ့လင်းတွေဘုသူ့အတွက်အသက်ပေးနေတယ်လဲဟိုမှာမင်းအွန်လိုင်းရဲ့အသားတွေပတ်စားတွေတုံးဖြုံးလို့တောင်မကုန်ဘူးနင်တို့လင်းတွေရဲ့အသက်တွေပေးလိုက်ရတာမင်းအွန်လိုင်းအတွက်ဆိုတာလဲနင်တို့မမေ့နဲ့နင်တို့လင်းတွေဘယ်မှာတည်တယ်လဲဆိုတော့နင်တို့သိသလားနော် နင်တို့မှာအုံနောက်ပါမလာတဲ့အတွက်ကြောင့်မင်းအွန်လိုင်းရဲ့အသက်ကိုကာကွယ်ပေးတယ်မင်းအွန်လိုင်းရဲ့ကြုံနေဖြစ်တဲ့အတွက်ကြောင့်နင်တို့လင်းနေရဲ့အသက်ဒီဒီလိုပေးလိုက်ရတယ်လို့ပဲမှတ်ယူကြပါနော်ပြည်သူတွေအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ